အိမ်ရှိဆန်ကနောင်မင်းသားကြီးဒီမင်းသားတပါးသာအသက်မခံခဲ့ရရင်မြမသမိုင်းတစ်မျိုးတပါးသာပြောင်းလဲသွားနိုင်မလားဒါကတော့တထောင်ရှည်ရာပြည့်နှစ်တွေလုံကမြန်မာနိုင်ငံကိုခိမိဆက်မှုနိုင်ငံဖြစ်အောင်အိမ်မက်မက်ခဲ့တဲ့အိမ်ရှိဆန်ကနောင်မင်းသားကြီးရဲ့အကြောင်းပါပဲကနောင်မင်းသားဟာမင်းလုံးမင်းကြီးရဲ့ညီတော်အရင်းဖြစ်ပြီးသူခိတုခါမှာ အရှိတောင်အာရှရဲ့အတွေးခေါ်အမျှော်မြင်အရှိဆုံးပုံကူတယောက်ပါ အနောက်တိုင်းနယ်ချဲ့တွေရဲ့အနေရကိုသူကြုံမြင်ခဲ့တဲ့ဒါကိုဓာတ်နဲ့လန်နဲ့ကြီးခုခံလို့မရမှန်းသူသိတယ်။ဒါကြောင့်သူဟာနိုင်ငံကိုကာကွယ်ဖို့အတွက်အကြီးအကျယ်ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်။လက်နက်စက်ရုံတွေတန်ရေးကြိုစက်ရုံတွေအထည်စက်ရုံတွေတည်ထောင်ခဲ့တယ်။မြမတက်မလို့ကိုခင့်မိအောင်ပြန်လည်ဖွဲ့စည်းခဲ့တယ်။အရေးကြီးဆုံးကတော့ မြန်မာနိုင်ငံကထူးချွန်တဲ့လူငယ်တွေကိုပြင်သစ်အင်္ဂလန်လိုဥရောပနိုင်ငံတွေစီပညာတော်သင်တွေဆီလုပ်ခဲ့ပါတယ်။ဒီပညာတော်သင်တွေပြန်လာတဲ့အခါမြန်မာနိုင်ငံရဲ့စက်မှုတော်လှန်ရေးကိုဦးဆောင်နိုင်ဖို့သူမျှော်လင့်ခဲ့တယ်။ဒါပေမဲ့ဝန်ထဲစရာကောင်းတာကသူ့ရဲ့အိမ်မက်တွေအကောင့်ထဲမပေါ်ခင်မှာပဲ1866ခုနှစ်မှာတူတူတော်တွေဖြစ်တဲ့ညင်ကုန်းနဲ့မြင်းခုန်တိုင်မင်းသားတွေရဲ့လှုပ်ကြံတက်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ူကြဆုံးသွားတာနဲ့အတူမြန်မာနိုင်ငံရဲ့ခင်မီတူတရီကျိုးပန်းမှုတွေလည်းရပ်တန့်သွားခဲ့ရပြီးအနည်း20အကြာမှာတော့တနိုင်ငံလုံးဗြိတိရှ်လက်အောက်ကိုကျရောက်ခဲ့ရပါတယ်။ကနောင်မင်းသားသာအသက်ရှင်ကျန်ရစ်ခဲ့ရင်မြန်မာနိုင်ငံဟာကိုလိုနီလက်အောက်ကလွတ်မြောက်နိုင်မယ်လို့တင်ထင်ပါသလားခမမဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦး။